မင်္ဂလာပါရှင်။တန်လင်းထိုင်းမြေဒီဇင်ဘာလ9ရက်နေ့အတွက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုကျွန်မယွန်ကြည့်ပြာကတင်ဆက်ပေးတော့မှာပါ။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့မွန်ပြည်နယ်မှာဖမ်းဆီးထားတဲ့ကြားဖြတ်လုပ်သား600ကျော်ပြန်နှုတ်လိုက်တဲ့သတင်း။ KNU နယ်မြေမှာစစ်တပ်ရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုပုံမမြင့်တက်လာတဲ့သတင်းနဲ့နိုင်ငံရေးဥစားမှုခန်းကဏ္ဍမှာစစ်တပ်ရဲ့ပါဝင်မှုလျှော့ချမဲ့စီစဉ်စစ်ကောင်းဆောင်ထုတ်ပြောလာတဲ့သတင်းတွေကိုပါရှုစားကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့ ကမ္ဘောဒီးယား drone ထိန်းချုပ်ရေးစင်တာကိုထိုင်းတက်ခိုက်ဖျက်ဆီးခဲ့တဲ့တဲ့မြန်မာရွေးကောက်ပွဲကိုအတိမတ်ပြုနိုင်တဲ့အနေအထားမှာမရှိဘူးလို့ထိုင်းနိုင်ငံသားရေးဝန်ကြီးပြောလိုက်တဲ့သတင်းတွေနဲ့အတူမနေ့ပြန်အတွက်မိုးလေဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင် ွန်ပြည်နယ်တထုံခရိုင်မြို့နယ်တွေဖြစ်တဲ့ကြိုက်ထိုဘီလင်းတထုံနဲ့ပေါင်မြို့နယ်တို့မှာပိတ်ဆို့ဖမ်းဆီးခဲ့တဲ့ကြားဖြန့်လုပ်သား600ကျော်ကိုပြန်လွတ်ပေးလိုက်ပြီးလို့ရတက်ဖွဲ့နဲ့နှိစက်သူတွေကတန်လွင်တိုင်းကိုပြောပါရီအာဏာသိမ်းစစ်ကော်မရှင်ဟာပြီးခဲ့တဲ့နိုဝင်ဘာ23ရက်နေ့ကစလို့ကရင်ပြည်နယ်မြောက်ရီမြို့နယ်ကနေပြန်လာတဲ့ကြားဖြန့်လုပ်သားတွေကိုတထုံခရိုင်တွင်းဝင်ရောက်နိုင်တဲ့လမ်းမိုင်းတွေမှာပိတ်ဆို့ဖမ်းဆီးခဲ့တာပါအဲဒီနောက်ကြားဖြန့်လုပ်ငန်းတွေကိုတက်ဆိုင်ရာရဲစခန်းနဲ့မြို့နယ်ရုံးတွေမှာနှစ်ပတ်နီးပါးကြာထိန်းသိမ်းထားပြီးတဲ့နောက်အထက်မင်းညဒီဇင်ဘာ6ရက်နေ့ကစပြီးပြန်လွတ်ပေးခဲ့တာလို့သိရပါရီဖမ်းဆီးထားတဲ့ကြားဖြန့်လုပ်သားတွေရဲ့နေထိုင် န်စားတောက်ရေးတွေကိုတက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့နဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေကတာဝန်ယူကျွေးမွေးရတာကြောင့် နှစ်ပတ်တာကာလအတွင်းကုန်ကျစရိတ်အများပြားရှိခဲ့တယ်လို့ဆိုပါတယ်။ဖန်စီထင်းထင်းခဲ့တဲ့ကြားဖြန့်လုပ်သားတွေထဲမှာဗမာစကားမပြောတတ်သူအများပြားပါဝင်ပြီးမိုင်းလာဝပြည်နယ်တွင်နေထိုင်သူတချို့လည်းပါဝင်တယ်လို့ဆိုပါတယ်။စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့အော်တိုဘာလကစလို့ကရင်နယ်ကြားဆောင်တပ် BGR ထင်းကျုပ်ထားတဲ့ KK ပတ်နဲ့ရွှေကုတ်ကိုမြို့တစ်ထဲကကြားဖြန့်လုပ်ငန်းတွေကိုဝင်ရောက်စီးနှင်းနေတာကြောင့်မြမပါဝင်နိုင်ငံတကာကကြားဖြန့်လုပ်သားအများပြားအစုလိုက်ပြုံလိုက်ထွက်ပြေးနေကြတာပါ။ လက်ရှိမှာလဲစစ်ကော်မရှင်ဟာ BG ကထိန်းချုပ်ထားတဲ့ KK ပတ်နဲ့ရွှေကုတ်ကိုမြို့တစ်ထဲကကြားပြန်အစာအုပ်တွေကိုဖြိုချဖျက်ဆီးတာတွေဇက်တိုက်လုပ်ဆောင်နေတယ်လို့ထုတ်ပြန်ထားပါသည်။ KNU ကော်သူနေနေမြေတွေကလူလူအစာအုပ်တွေပေါ်စစ်တပ်ရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေပုံမှုမြင့်တက်လာခဲ့တယ်လို့စစ်ပေးဆောင်ပြီးသူရေတွက်ကလည်းတိတိမနှစ်တန်းကျော်ထိမြင့်တက်လာခဲ့တယ်လို့ကင်းငင်းရေးထောက်ကူပြုကွန်ရဲ့ KPSN ရဲ့အစီအကံမှာဖော်ပြပါဗျ။ အရှိတ်နယ်ဆက်ကိုပြန်လည်သိမ်းပိုက်ရေးဆိုတဲ့အစီအကစားကိုဒီဇင်ဘာ9ရက်နေ့မှာကင်ငင်းချင်းရေးထောက်ကူပြုကွင်းရဲ့ KPSN ကထုတ်ပြန်ခဲ့ပါတယ်။အစီအကစားအရစစ်တပ်ဟာဒေသခံပြည်သူတွေကြောက်ရွံ့စေဖို့နဲ့တော်လှန်ရေးဖွဲ့စည်းတွေခုခံမှုနဲ့စိတ်သက်ကြဆင်းစေဖို့ရည်ရွယ်ပြီး KNU နယ်မြေရှိအများပြည်သူဆိုင်ရာအခြေခံစောက်ဦးအများပြားကိုလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုပိုလုံလာတာပါ။ 2024စက်တင်ဘာလကနေ2025စက်တင်ဘာလအထိကော်တူးလီနေမြေခရိုင်ခုနှစ်ကုလုံးရှိကျောင်းတွေစေဘဆိုင်ရာဆောက်ဦးတွေဘုံကြီးကျောင်းတွေနဲ့ခရိယံဖျားချက်ခိုးကျောင်းတွေပါဝင်ရရက်ဘဆောက်ဦးတွေစုပေါင်း108လုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့စင်ကာတာမှာပါရှိပါတယ် စစ်တပ်ဟာသူတို့နေမြေဆုံးရှုံးတွေလေသူတို့ပို့ပြီးတော့နေမြေခံတွေဖြစ်တဲ့ပြည်သူလူထုရဲ့အဆောက်အဦတွေကိုပို့ပြီးတော့ဖိအားပေးပြီးတော့တိုက်ခိုက်လေလေအရှိန်မြင့်လာလေလေဖြစ်တယ်လို့ KPSN ကပြောခွင့်ရသူနော်ချယ်ရီကပြောပါတယ်။ဒါအပြင်ရဲသားတွေပေါ်စစ်တပ်ရဲ့လေကြောင်းတွေလက်နက်ကြီးတိုက်ခိုက်မှုမြင့်တင်လာခြင်းကြောင့်ကော်သူးတွေရှိစစ်ပေးဆောင်ပြည်သူစုစုပေါင်းအရေးအတွက်မှာ2024စက်တင်ဘာလနောက်ပိုင်း14ရက်ခန့်တုန်းတိုးလာပြီးလူကြီးတိတိမမနှစ်တန်းထိမြင့်တက်လာခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။ ကောက်သုံးနေရှိခရိုင်ခုနှစ်ခုနဲ့မြောင်းလင်းပြည်ခရိုင်တစ်ခုထဲမှာစစ်ပေးရှောင်ဦးရေအများဆုံးဖြစ်ပြီးစစ်ပေးရှောင်ပြည်သူတွေဟာအစားအစာနေထိုင်စရာတွေနဲ့ဆေးပတ်ဆိုင်ရာအကူအညီတွေအများကြီးလိုအပ်နေတယ်လို့အစိုးရခန်းစာထုတ်ပြန်ပွဲမှာ KPSN ပြောခွင့်ရသူနော်ချယ်ရီကပြောပါတယ်စစ်တပ်ဟာအာရှလမ်းမကြီးပေါ်ရှိတင်ငန်းညီနောင်ကို ပြန်လည်သိမ်းပိုက်ဖို့လှုံ့ဆော်ခဲ့တဲ့အောင်စီရစစ်စီရေးကြောင့်ဒူပလာယာခရိုင်နဲ့ဖာပွန်ခရိုင်တို့မှာနေရာသစ်ပြောင်းရွှေ့မှုတွေပါဝင်ပြီးအအံခရိုင် နဘူးမြို့နယ်ကတချင်းတခါမှစစ်မပြေးခဲ့ဘူးတဲ့ရွာသား3000ဟာလဲအဲ့ဒီစစ်စင်ရေးကြောင့်နေရရှိပြောင်းခဲ့ရတယ်လို့ဆိုထားပါတယ်ကောင်သူတွေမြောက်ဘက်ဆုံးရှိတောင်ကူခရိုင်မှာနေရဆွတ်ကွာမှုတွေမြင်မာနေစေဖြစ်ပေမဲ့တိုက်ပွဲတွေညင်းသက်သွားချိန်မှာကရင်ပြည်အပါဝင်အခြားဒေသတွေကစစ်ရှောင်ပြည်သူချို့ဟာသူတို့ရဲ့မူရင်းနေရာတွေကိုပြန်သွားတဲ့အတွက်အနည်းငယ်ရှော့ကျသွားခဲ့တယ်လို့ထုတ်မြင်ချက်မှာဖော်ပြပါတယ်။ကောင်သူတွေနေမြေခရိုင်အားလုံးမှာရှိတဲ့စစ်ရှောင်ပြည်သူတွေအတွက်နေဆက်ဖြတ်ကျော်လူသားချင်းစာနာမှုကူညီတွေ တိုးမြင့်ပေးဖို့တောင်းခံနေပြီးစစ်ရှောင်ပြည်သူတရသမနှစ်တန်းကျော်အတွက်6လစာဆန်ထောက်ပံ့ပေးဖို့ခမန်းကြီးကုန်ကြစီမှာအမေရိကန်ဒေါ်လာ131တန်းဖြစ်တယ်လို့ KBSN ရဲ့အစီအကံမှာဖော်ပြချက်အရသိရပါတယ်မြန်မာနိုင်ငံမှာဒီမိုကရေစီစနစ်တွေထွန်းကားပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမရှိတဲ့အချိန်မှာစစ်တပ်အနေနဲ့လွှတ်တော်မှာပါဝင်နေမှုကို အဆင်ဆင်ရှော့ချသွားနိုင်မယ်လို့အာနာသိန်းစက်ကောင်းဆောင်ကထုတ်ပြောပါတယ်။ဒီနှစ်ကော်မိုင်းမှာစစ်ကော်မရှင်ဦးဆောင်တဲ့ထွေထွေရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေချိန်မှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြင်းလင်းတက်နယ်ကိုရောက်ရှိခဲ့ချိန်ဒီဇင်ဘာ6ရက်နေ့မှာပြောကြားခဲ့တာပါ။စစ်တပ်အနေနဲ့နိုင်ငံတော်ရဲ့အမျိုးသားနိုင်ငံရေးဦးဆောင်မှုခန်းကဏ္ဍမှာခက်ဆက်ဆက်သမိုင်းကြောင်းတွေအရပါဝင်ခဲ့ရပြီးဖြစ်ပေါ်နေတဲ့အခြေအနေတွေအရဆက်လက်ပါဝင်နေရအောင်မယ်လို့ဆိုပါတယ် ကျောင်းသားကောင်းဆောင်ဟောင်းကိုမင်းသွေးတက်ကစစ်တပ်ရဲ့မြို့သားနိုင်ငံရေးအခန်းကဏ္ဍဟာနိုင်ငံတော်ကာကွယ်ရေးကနေတတိုင်းပြည်လုံးကိုနေရာတကာဝင်ပါနေတာမျိုးလို့တန်လွင်တိုင်းကိုပြောပါလိ။ဟိုတိုင်းသားတွေလက်နက်ကင်ထားတယ်ဆိုတာလေသူတို့ရဲ့အာမခံမှုသူတို့ရဲ့လွတ်လပ်ခွင့်သူတို့ရဲ့တည်ရှိခွင့်သူတို့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒါတွေကိုအာမခံနိုင်မှုမရှိတဲ့အတွက်လက်နက်ကင်တိုက်ပွဲဝင်နေကြတာဖြစ်တဲ့အတွက်စစ်တပ်ရဲ့မြို့သားအခန်းမြို့သားအခန်းကဏ္ဍနိုင်မြို့သားနိုင်ငံရေးပေါ့နော်အခန်းကဏ္ဍဆိုတာက ဒီဒန်းနူညီမာရေးတို့သူတို့ရဲ့အဲတည်ရှိမှုသူတို့ရဲ့ဖြစ်တည်မှုသူတို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ဒါတွေကိုအာမခံနိုင်မှသာလင်ဒီမြို့သားနိုင်ငံရေးဆိုတဲ့ခေါင်းစဉ်ကိုတကယ်တောင်းချင်ရရောက်အခုကစစ်တပ်ပြောနေတဲ့ပုံစံကမြို့သားနိုင်ငံရေးဆိုပြီးသူ့ရဲ့ professional duty ဖြစ်တဲ့နိုင်ငံတော်တာကာကွယ်ရေးတာဝန်ကနေပြီးတော့တတိုင်းပြည်လုံးကိုနေရာတကာဝင်ပြီးပါနေတာမျိုးလုပ်ချင်တာပေါ့စစ်တပ်စိတ်တိုင်းကြရေးဆွဲပြထမ်းထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေပါပုံမှန်6စာလုံးအရ နိုင်ငံတော်ရဲ့မြို့သားနိုင်ငံရေးဦးဆောင်မှုခန်းကဏ္ဍမှာတက်မတော်ကပါဝင်ထမ်းဆောင်နိုင်ရည်တို့ကိုအစစ်တစိုက်ဥတီတယ်လို့ထွက်တင်ထားတာပါ။ဒါကြောင့်အဲ့ဒီဥပဒေကိုခြေခံပြီးကျင်းပတဲ့ထွေထွေရွေးကောက်ပွဲတွေမှာစစ်တပ်ကိုယ်စားလှယ်25ရာခိုင်နှုန်းဟာပြည်သူလူထုရဲ့ရွေးကောက်ခံစရာမလိုပဲတက်ချုပ်ရဲ့ရွေးချယ်ခန့်အပ်မှုနဲ့လွှတ်တော်တဲ့ဝင်ရောက်နေရာယူထားတာဖြစ်ပါတယ်။စစ်ကောင်ဆောင်ကတော့စစ်တပ်ရဲ့အဓိကတာဝန်ဟာနိုင်ငံတော်ကာဝေးတာဝန်တွေကိုထမ်းဆောင်ဖို့ဖြစ်ပေမဲ့ခေတ်ဆက်ဆက်မှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေအရပြည်တွင်းတောင်းကျမ်းမှုနှိမ့်နေရေးအခမ်းကဏ္ဍမှာလည်းပါဝင်နေရတာလို့ပြောပါတယ်။ လက်ရှိနိုင်ငံမှာဖြစ်ပေါ်နေတဲ့လက်နက်ကင်ကြမ်းဖက်မှုတွေကိုစစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေအတူတကွပူးပေါင်းပြီးတိုက်ဖြတ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ဒါဟာအာဏာသိမ်းမှုကြောင့်စစ်အာဏာရှင်စနစ်ကိုတော်လှန်နေကြတဲ့တိုင်းဒေသလက်နက်ကင်အဖွဲ့အစည်းတွေနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကိုစစ်တပ်ကနိုင်ငံတော် ကာကွယ်ခေါင်းစဉ်နဲ့နှိမ်နင်းနေတာပါ။ဒီအချိန်မှာစစ်ကောင်းဆောင်ရဲ့ပြောဆိုမှုဟာလက်တွေ့မကျဘဲတိုင်းရင်းသားတွေရဲ့ဖြစ်တည်မှုနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအတွက်အာမခံချက်ပေးနိုင်တဲ့နိုင်ငံရဲ့အတိုင်းအဝိုင်းတည်ဆောက်နိုင်ဖို့လိုတယ်လို့လိလသူတွေကထောက်ပြကြပါတယ်။ ကော်မတီတက်ကတော့အာမခံချက်မရှိပဲကို့အဖွဲ့စည်းကို့လူမျိုးစုကို့ဒေသကိုကာကွယ်ဖို့ဘယ်သူမှလက်နက်စွန့်ကြမှာမဟုတ်ဘူးလို့ပြောပါတယ်အာတကယ်တော့ဒါပြဿနာရဲ့အဖြေမဟုတ်သလိုလက်ရှိဗမာပြည်ရဲ့နိုင်ငံရေးဖြစ်စဉ်အခြေအနေနဲ့လည်းလက်တွေ့မကြပါဘူးဘယ်တော့မှလည်းဟိုအာမခံချက်မရှိပဲနဲ့ဘယ်သူမှလည်းကို့ရဲ့အဖွဲ့စည်းကို့ကင်ထားတဲ့လက်နက်ကို့ရဲ့တိုင်းရင်းသားပြည်သူကို့လူမျိုးစုကို့ဒေသကိုကာကွယ်ဖို့အတွက်တော့ဘယ်သူမှလက်နက်စွန့်ကြမှာမဟုတ်ပါဘူး တစ်ဖက်မှာရွေးကောက်ပွဲကျင်းပဖို့စစ်ကော်မရှင်ကပြင်ဆင်ထားတဲ့အတွက်အဲဒီကနေပေါပေါလာတဲ့အစိုးရကနေလွှတ်တော်မှာဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးကိုလှုပ်ဆောင်သွားမယ်သဘောမျိုးရှိနေတာပါ2008ဖွဲ့စည်းပုံခြေခံဥပဒေတွေက53ချက်ကိုပြင်ဆင်ဖို့သဘောတူညီမှုရရှိထားတယ်လို့စစ်ကောင်းဆောင်ကတနင်္ဂနွေနေ့ပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ်အန်စီအေလက်မှတ်ရေးထိုးခြင်း၁၀နှစ်ပြည့်ခန်းနာမှာပြောဆိုခဲ့ပါတယ် အာဏာသိမ်းမှုအတွင်းစစ်ကော်မရှင်ရဲ့ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC အနေနဲ့ SC ရေးထိုးထားတဲ့တိုင်းသားလက်နက်ကိုင်ခုနှစ်ဖွဲ့မရေးထိုးထားတဲ့တိုင်းသားလက်နက်ကိုင်သုံးဖွဲ့ပါဝင်နိုင်ငံရေးပါတီတွေနဲ့အချိန်ကြိမ်တွဲဆုံဆွေးနွေးမှုကနေရရှိခဲ့တဲ့ရလဒ်တွေပါဒါပေမဲ့ပြင်ဆင်မဲ့ဖွဲ့စည်းပုံခြေခံဥပဒေပါ53ချက်ရဲ့ပုံမှန်အလိုက်အသေးစိတ်အကြောင်းအရာတွေကိုထုတ်ပြောထားတာမရှိသေးတယ်လို့နိုင်ငံရေးမှာပါဝင်နေတဲ့စစ်တပ်ရဲ့အခမ်းကဏ္ဍကိုရှော့ချဖို့ရွေးကောက်ပွဲဝင်မဲ့နိုင်ငံရေးပါတီတွေဘက်ကနှုတ်ဆက်နေကြပါသေးတယ်။ ဆန္ဒရှင်စနစ်ကိုစန့်ကျင်နေကြတဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေနဲ့တော်လှန်ရေးဖွဲ့တွေကတော့စစ်တပ်မပါဝင်တဲ့နိုင်ငံရေးခေချင်းတရက်ကိုတိုက်ပွဲဝင်ပေါ်ဆောင်နေကြပါသည်။တွင်းလွန်တော်ကွေယောဂကာကွယ်ရေးနီလန်းများမြမပြည်တော်မိုင်းဒေသများတွင်တွင်းလွန်တော်ကွေယောဂဖြစ်ပွားမှုနှစ်ဆင်မြန်မာနေလေရှိပြီးယောဂကာကွယ်ရေးအတွက်အသုံးပြုနိုင်သောနီလန်းအချို့ကိုဖော်ပြလိုက်ရပါသည်။ရှင်ကဲခံရခြင်းမှကာကွယ်ခြင်းအဝိစားများဝိစင်သည့်အခါလက်ရှိခြေရှိဝိစားများကိုဝိစင်ခြင်းရှင်နှင်းစေးများလိမ့်ခြင်း ရေပြားပေါ်၎င်း၊ဝက်စားပေါ်၎င်း၊ခန္ဓာကိုယ်မထိခိုက်စေနိုင်သည့်ခြင်စေးလင်းစေးများကိုညွန်တိုင်နိုင်ခြင်း။ခြင်လုံးစကားတက်ဆင်ခြင်း။ခြင်တောင်အုံပြုခြင်း။ခြေပေါက်ဖောရနေရာများကိုဖျက်ဆီးခြင်း။ပတ်ဝန်းကျင်ရှိရေအိုက်များကိုဖယ်ရှားခြင်း။ပန်းအိုးများပုံမှန်လဲလှယ်ခြင်း။ င်ငံတကာသတင်းတွေကိုဆက်လက် တင်ဆက်ပေးပါမယ်။ကမ္ဘောဒီးယားက drone ထိန်းချုပ်ရေးစင်တာအဖြစ်အသုံးပြုနေတဲ့နယ်စပ်ကာစီနိုရုံအစားအုပ်အုပ်ကို Thai F16 တိုက်လေယာဉ်တစီးကတိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက်အခုချိန်မှာ Thai လူနေဒေသတွေကိုထိန်းချောက်နေတဲ့ဒုံးကြီးအခြေဆိုင်စခန်းတွေကိုပြင်းထန်တိုက်ခိုက်နေရလို့ Thai တော်ဝင်လေတပ်ကပြောပါတယ်။ ဥပုံချက်ဌာနီဒေတာတဖက်နယ်ဆက်ရှိကာစီနိုယုံအစအုပ်အူကို Thai F16 တိုက်လေရင်တစီကဘုံကျဲတိုက်ခိုက်ခဲ့ပြီးနောက် Thai စစ်တပ်ပြောရေးဆိုခွင့်ရှိသူဘုံမှုချုပ်ဝင်းထိုင်းဆူရာဗာရီကအဲ့ဒီအစအုပ်အူဟာကမ္ဘောဒီးယားစစ်တပ်ကကိုကဲရေးစင်တာအဖြစ်အသုံးပြုနေတဲ့အစအုပ်အူဖြစ်တယ်လို့နိုဝင်ဘာလ၈ရက်မှာပြောပါရတယ်။ ဒီဇင်ဘာလ9ရက်နေ့လယ်ပိုင်းကကမ္ဘောဒီးယားစစ်တပ်ရဲ့စတင်တိုက်ခိုက်မှုဟာထိုင်းကိုအနေရကြားရအောင်တမင်ရည်ရွယ်လှုပ်ဆောင်တာဖြစ်ပြီးမိမိတို့အနေနဲ့ခုခုကိုခုခံကာကွယ်ရုံကလွယ်ပြီးတခြားရည်ရွယ်စရာမရှိဘူးလို့ဗိုလ်မှူးချုပ်ဝင်ထိုင်းကတုံ့ပြန်ပါတယ်ဒီဇင်ဘာလ9ရက်နေ့လယ်ပိုင်းအထိနှစ်နိုင်ငံကြားတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေပြီးထိုင်းဝန်ကြီးချုပ်အနုတင်ကမိမိတို့နယ်နိမိတ်ဆိုင်ရာဂုံတိုက်ခါကာကွယ်ရေးလို့အတားအလုံးလုံးဆောင်သွားမှာဖြစ်တယ်လို့ပြောထားပါတယ်။ ထိုင်းလေတက်ကကမ္ဘောဒီးယားဒုံးကျည်အခြေဆိုင်စခန်းတွေကိုပြစ်မှတ်ထားဖျက်ဆီးပစ်ဖို့ကြိုးပမ်းနေရာကြောင့်နှစ်နိုင်ငံစစ်သားတွေရောအရဲသားတွေအတွက်ပါပြင်းထန်တဲ့အနေရရှိနေပါတယ် ကမ္ဘောဒီးယားရဲ့ပြစ်ကူပေးတဲ့စနစ်ကိုတတ်နိုင်သမျှအဖြည့်စီးပြစ်ဖို့ရည်ရွယ်ထားတယ်လို့ထိုင်းစစ်တပ်ကပြောပါတယ်။ဒီဇင်ဘာလ၈ရက်နေ့ကထိုင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရဲသား၂ဦးထပ်မံသေဆုံးပြီးမိမိတို့ဘက်ကသေဆုံးသူ9ဦးအထိရှိလာပြီဖြစ်ကြောင်းကမ္ဘောဒီးယားကပြောပါတယ်။ထိုင်းကတော့နှစ်ဖက်တိုက်ပွဲတွေကြားစစ်သား၃ဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာအပြစ်ခတ်ရက်စဲရေးသဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်းတကြောပြန်ဖြစ်ပွားတဲ့တိုက်ပွဲတွေအတွက်သဘောတူညီမှုချိုးဖောက်တဲ့ဆိုပြီးနှစ်နိုင်ငံအပြန်အလှန်ဆွဆွဲထားကြပါတယ်အခုသတင်းပတ်တိုက်ခိုက်မှုမတိုင်ခင်ဇူလိုင်လကနေဆက်တိုက်ခိုက်မှုအတွင်းကမ္ဘောဒီးယားစစ်သားတအူသေဆုံးရကအစာပြုတ်ပြီးဖြစ်ပွားခဲ့တဲ့၅ရက်ကြာတိုက်ခိုက်မှုတွေအတွင်းလူ၄၀ကျော်သေဆုံးခဲ့ပြီးထောင်ပေါင်းများစွာစစ်ပေးရှောင်ခဲ့ရပါတယ်။ ထိုင်းတော်ဝင်စစ်တပ်ကဒီဇင်ဘာလ9ရက်ကလေကြောင်းတိုက်ခိုက်မှုတွေထပ်မံပြုလုပ်ခဲ့ကြောင်းအတည်ပြုထားပေမဲ့အသေးစိတ်ကိုတော့ဖော်ပြမထားပါဘူး။နှစ်နိုင်ငံကြားအပြစ်ခတ်ရက်စဲမှုအလုံးမဖြစ်ကြောင်းထိုင်းနိုင်ငံသားရေးဝန်ကြီးကပြောကြားပြီးကမ္ဘောဒီးယားကသဘောတူညီမှုစတင်ချိုးဖောက်ခဲ့တာဖြစ်တယ်လို့ဆွတ်ဆွဲထားပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာပြည်တွင်းအကျိုးစီးပွားတွေကြောင့်အစည်းအရေးလမ်းကြောင်းကိုရွေးချယ်နေတာဖြစ်ပြီးအမျိုးသားရေးဝါဒကလောင်စာဖြည့်ပေးနေတယ်လို့ဖြစ်နေတယ်လို့ဘန်ကောက်မြို့ရှိချူလာလောင်ကွန်တက္ကသိုလ်နိုင်ငံတကာဆက်ဆံရေးပါမုခတီတီနန်ကပြောပါတယ်အငင်းပွားနေတဲ့နှစ်နိုင်ငံနဲ့ဆက်မှာတဲပွဲတွေတကြောပြန်ဖြစ်ပွားခဲ့ပြီးနောက်ထိုင်းနဲ့ကမ္ဘောဒီးယားအနေနဲ့အပြစ်ခတ်ရဆဲရေးသူတို့ရဲ့ဂရုတွေကိုအပြစ်ဝအလေးထားကြလိမ့်မယ်လို့ American သမ္မတ Donald Trump ကမျှော်လင့်ကြောင်းအကြီးအကဲဆိုရရရှိသူကဒီဇင်ဘာ၈ရက်မှာပြောလိုက်ပါတယ် ကမောရီးယားစစ်တပ်ရဲ့တိုက်ခိုက်ရေးဆွမ်းဘက်ကအာရော့သွားစေရေးဒီဇင်ဘာ10ရက်ကမိမိတို့တိုက်လီရင်တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ထိုင်းကပြောပါတယ်ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာခုနှစ်စောစောပိုင်းကတမရထရန့်မလေးရှားဝန်ကြီးချုပ်အန်ဒရာအီဘရာဟင်တို့ရဲ့ဂျာမန်ညီနိုင်ပေးမှုနဲ့ကွာလာလမ်ပူမှာအပြစ်ခတ်ရဲ့စည်ရေးသဘောတူညီမှုတရက်လက်မှတ်ရေးထိုးခဲ့ပါလိ။ဒီဇင်ဘာ၈ရက်ညပိုင်းမှာတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားခဲ့ပြီးတော့အာယုံတက်မတိုင်ခင်ထိတိုက်ပွဲတွေပြင်းထန်ခဲ့ပါလိ။စတင်တိုက်ခိုက်မှုနဲ့ပတ်သက်လို့နိုင်ငံအပြန်အလှန်ဆက်ဆွဲနေကြပြီးတော့တခြားဒေသတွေစီကိုလည်းပြန့်နှံ့သွားတဲ့တိုက်ပွဲတွေအတွင်းထိုင်းစစ်သားတအုပ်နဲ့ ကမ္ဘောဒီးယားချက်သား၄ဦးတေဆုံးကြောင်းရရှိရကပြောပါတယ်။ထိုင်းကလူမဆန်တဲ့အပြုမူတွေနဲ့ရန်စလာခဲ့ပေမဲ့မိမိတို့ကလက်စားချေမှုဝင်ပြုတ်လုခဲ့ဘူးလို့ကမ္ဘောဒီးယားကပြောပါတယ်။အိန္ဒိချင်းကမ္ဘောဒီးယားကလက်နက်ကြီးတွေနဲ့တိုက်ခိုက်ရေးတပ်ဖွဲ့တွေကိုစုစည်းနေချိန်မှာထိုင်းတိုက်လေယာဉ်တွေကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဖနမင်ရရှိတွေကပြောထားပါတယ်။ကမ္ဘောဒီးယားရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေအာရော့သွားစီရေးရွေတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့မိမိတို့ရဲ့မျိုးဆက်သစ်ကလေးတွေဘီကင်းရဲ့အတွက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ထိုင်းစစ်အုပ်ကြီးချုပ်ဘိုချုပ်ချိုင်ပရော့ကတုံ့ပြန်ပါတယ်။ ပြခဲ့တဲ့ဇူလိုင်လကနှစ်နိုင်ငံကြားလက်နက်ကြီးတွေဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တဲ့၅ရက်ကြာတိုက်ခိုက်မှုတွေနောက်ပိုင်းအခုဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေဟာအပြင်းထန်ဆုံးဖြစ်ပါတယ်။ကမ္ဘောဒီးယားကတစ်ဆက်ဆက်ထောင်ထားတဲ့မြေမြုံမိုင်းကြောင့်ထိုင်းစစ်သားတအူဒဏ်ရာရရှိခဲ့ပြီးတဲ့နောက် ထိုင်းကတင်းမာမှုအရှိန်လျှော့ချရေးစီစဉ်တွေအကောင့်တွေဖော်ပြကိုရပ်တန့်ခဲ့ပါလိအိနောက်ပိုင်းတင်းမာမှုတွေတော်အောင်နည်းနည်းဖြစ်လာပြီးတော့ဇူလိုင်လနှောင်းပိုင်းနှစ်နိုင်ငံနဲ့ဆက်မှာမြေမြုံပိုင်းကြောင့်ထိုင်းစစ်သား9ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပါလိထိုင်းစစ်တပ်ကဖော်ပြတဲ့ချက်လက်တွေကိုပြည်ညာရှင်တွေလေ့လာရမှာအဲ့ဒီမြေမြုံပိုင်းတွေဟာအသက်ဆက်ဆက်စတင်ထောင်ထားတာဖြစ်နေတယ်ဆိုတဲ့သုံးသပ်ချက်ထွက်ပေါ်လာခဲ့ပါလိကမ္ဘောဒီးယားကသူတို့ထောင်ထားတဲ့မိုင်းတွေမဟုတ်ဘူးလို့ညင်းဆိုပြီးတော့ထိုင်းကကမ္ဘောဒီးယားပြန်တောင်းမှမှာတင်းမာမှုလျှော့ချရေးစီစဉ်တွေပြန်စတင်မယ်လို့ပြောပါလိ မိမိတို့ရဲ့နယ်နိမိတ်ဆိုင်ရာဂုံသိခါကိုကာကွယ်ရေးလိုအပ်တာမှန်သမျှအားလုံးလုံးဆောင်သွားမှာဖြစ်ပြီးကမ္ဘောဒီးယားနဲ့ဆွန်းနီမှာမဟုတ်ဘူးလို့ထိုင်းဝန်ကြီးချုပ်အနုတင်ကပြောထားပါတယ်။ဘာဆွန်းနီမှုမှရှိမှာမဟုတ်ပါဘူး။ထိုက်ခိုက်မှုတွေရပ်တန့်မှုဆိုရင်ကမ္ဘောဒီးယားကထိုင်းစင်ထားတဲ့အတိုင်းလိုက်နာလုံဆောင်ရမှာဖြစ်ပါတယ်လို့ဝန်ကြီးချုပ်အနုတင်ကပြောပါတယ်။ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးကတော့မိမိတို့တပ်တွေစတင်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီးတော့အပြစ်ခရရဲ့ဆေးရီဆက်လက်ဂရုပြုထားတယ်လို့လက်တော့ပြန်မှာမဟုတ်ဘူးလို့ပြောထားပါတယ်။ နေ့ပြန်ဒီဇင်ဘာလ10ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွားချက်တွေအရမြန်မာနိုင်ငံတပြည်လုံးမှာတိမ်အနေငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မနက်ဖြန်အတွက်ခမန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ကပ်ပလီပင်လယ်ပြင်အလဲပိုင်းတို့မှာအများအပြားတာယာနိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်နဲ့ကပ်ပလီပင်လယ်ပြင်တို့မှာတိမ်အသင့်အင့်မှတိမ်ထူထပ်နိုင်ပါတယ်။ တနင်္သာရီကံယိုတန်းရခိုင်ကံယိုတန်းမြဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမပင်လယ်ကွေးတို့မှာအရှိဘကလေဟာတနင်္သာရီကို10မိုင်မှမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအသင့်တင့်ရှိနိုင်ပါတယ်ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းရခိုင်ပြည်နယ်တို့မှာတိမ်အထင်အထင်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းနယ်ပြည်နယ်တို့မှာအများအပြားသားရနိုင်ပါတယ်မြန်မာနိုင်ငံတဝန်းလုံးမှာမြူများကြဆင်နိုင်ပါတယ် အနေဆုံးအပူချိန်တွေအနည်းနဲ့မော်လမြိုင်မြို့နဲ့ဖအံမြို့တို့မှာ16ဒီဂရီစင်တီဂရိတ်စီတဝယ်မြို့မှာ20ဒီဂရီစင်တီဂရိတ်ရှိနိုင်ပါတယ်မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာခရမ်းလွန်ရောက်ကြီးအညွန်ကိန်မြင်မာတဲ့အစ်စ်မှာရှိနေနိုင်ပြီးကြံဒေသတွေမှာတော့အညွန်ကိန်အလွန်မြင်မာတဲ့အစ်စ်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝင်းနီဒေါကွန်တို့ကနေရယူဖော်ပြတာဖြစ်ပါတယ်။ တလင်းထိုင်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တလင်းထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တလင်းထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။